အင်တာမိုင်ယာမီတင်းရဲ့ကွေးလက်ခန်းစစ်ကစားသမားဘူးစကွတ်ကဒီနှစ်မေဂျာလိရာသီကုန်ချိန်မှာကစားသမားဘွားကအနားယူရမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။အသက်38နှစ်ရှိပြီဖြစ်တဲ့ဘူးစကွတ်ဟာ2022ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲပြီး2020ဒီဇင်ဘာမှာလရွေးစင်ကစားသမားဘွားကနေအနားယူခဲ့ပြီး အခုကလပ်အသင်းကစားသမားဘွားကိုလည်းအဆုံးသတ်ဖို့အဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ဘူစကွတ်ဟာဘာစီလိုနာအသင်းမှာပြိုင်ပွဲဆုံးပွဲ900ကျော်ရှင်ပြိုင်ကစားကစူပလာများစွာရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး2023နေရာဒီမှာအသင်းဖော်ဟာမက်ဆီဥဆောင်ကစားနေတဲ့အင်တာမိုင်ယာမီအသင်းထံပြောင်းရွှေ့ခဲ့တာပါ။ဘူစကွတ်ဟာအင်တာမိုင်ယာမီအသင်းနဲ့ဒီနှစ်ကုန်အထိစာချုပ်ချုပ်ဆိုထားပြီးတက်တမ်းမတိုးတော့ဘဲကစားသမားဘွားကနေအနားယူဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ဘူစကွတ်အနားယူရမယ်ဆိုတဲ့သတင်းတွေကပြီးခဲ့တဲ့ ရဲတရဘက်ကလေးကထွက်ပေါ်ခဲ့ပြီးမဲကာယကရှင်ကိုရိုင်းကတော့ကြာတာပရိဒီကမှအတီးပြုတ်ကျညာခဲ့တာပါဒီလောက်တွေကကွင်းထဲမှာကျွန်တော်ရှိနေမဲ့နောက်ဆုံးလာတွေဖြစ်ပါလိမ့်မယ်ကျွန်တော်အလုံးပျော်ရွှင်စွာဂုဏ်ယူစွာကျေနွမ်းစွာနဲ့အားယူတာပါဒီခိုက်တန်းကကျွန်တော်ရဲ့ professional ကစားသမားဘွားကိုနှုတ်ဆက်ရမယ့်အချိန်ရောက်ရှိလာပြီလို့ကျွန်တော်ခံစားရပါတယ်မယုံနိုင်စရာကောင်းတဲ့ဇလန်းကိုကျွန်တော်ပျော်ရွှင်စွာပုံဖော်ခဲ့တာနှစ်20နီးပါးရှိသွားပါပြီ ဒါဟာကျွန်တော်အမြဲအိမ်မက်မခဲ့တဲ့အရာလေးဖြစ်ပါတယ်လို့ Boost Squad က Instagram ကတစ်ဆင့်ပြောကြားခဲ့ပါတယ်